။တက္ခဆိုတာတက္ခဆိုတဲ့ဘုံဘဝဟာစဉ်းစားကြည့်မျက်စိကမြင်ရတာလေးလေးအကောင်းကြီးပဲမြင်ရတယ်။နားကကြားရတဲ့အတန်ကလည်းနှစ်သက်ဆရာကြီးပဲကြားတယ်။နှာခေါင်းကနမ်းရှူရတဲ့အနံ့ကလည်းမွေးချိုင်တာတွေကြီး။လျာကထိတွေ့အရသာခံရတယ်အရသာရှိတယ် ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့တွေဟာလည်းချမ်းသာတဲ့အရာတွေရှိတယ်စိတ်ကူးချမ်းသာလို့စိတ်ထဲမှာပေါ်လာတဲ့အရာတွေကလည်းစိတ်နှလုံးအေးချမ်းမွေတွေဖြစ်တယ်အဲ့ဒါရူပတိဟိသူအခေါ်သက်ခေါ်လို့ဆိုတဲ့အတိုင်းနော်ကောင်းပြီဆိုတာတွေနဲ့တွေ့ရတယ်ကောင်းပြီဆိုတာတွေကြားရတယ်အဲ့တော့ဆိုလိုတာကနတ်ပြည်နတ်ချမ်းသာရတယ် လူပြည်မှာကြတော့ကြည့်လိုက်မျက်စိကကြိုက်တာလည်းမြင်ရတယ်မကြိုက်တာလည်းမြင်ရမယ်အတန်လည်းကိုကြိုက်တဲ့အတန်လည်းကြားတယ်မကြိုက်တဲ့အတန်လည်းကြားအနံ့ကလည်းကိုမကြိုက်တဲ့အနံ့ကြိုက်တဲ့အနံ့လျားလည်းကိုကြိုက်တဲ့အရာသာမကြိုက်တဲ့အရာခတိတွေ့ရလည်းထို့တူပဲကိုကြိုက်တာရောမကြိုက်တာစိတ်ကူးကြံစီရတာလည်းကြိုက်တာရောမကြိုက်တာရောနှစ်မျိုးစလုံးကြုံရတယ် နတ်ပြည်ကြတော့အဲ့လိုမဟုတ်ဘူးအကြိုက်အချိပဲအကုန်လုံးအေးငရဲကိုလှမ်းကြည့်လိုက်မယ်ဆိုလို့ရှင်အားလုံးမြင်းသမီးမြင်းကွင်းအတိုင်းကြောက်မဲ့ဖွဲ့ရသွေးရဲရဲတန်ရဲရဲနဲ့စိတ်နှလုံးထိတ်လန့်စေရငရဲကြတော့လည်းအဆိုးကြီးပဲတွေ့မယ်အတန်ကလည်းပဲကြက်သိမ်းထားစရာအတန်တွေပဲကြားမယ်အနံ့ကလည်းပဲအမတမ်း ဆူရှာပြင်းထန်မခံနိုင်တဲ့အနာမျိုးလျှာထဲမှာပေါ်လာတဲ့အရာသာကလည်းမခံနိုင်တော့တဲ့ပြင်းထန်တဲ့အရာသာခန္ဓာကိုယ်ထိတွေ့တာလည်းအလိုလေးမလေးအော်နေရမယ်အထိတွေ့စိတ်ကူးချမ်းစီရင်လည်းအသေးတုံများ၆လဆရာတွေပဲဒါငရဲဘုံအဲ့တော့ငရဲပြည်လူပြည်နတ်ပြည်ဆိုတာဒီလိုကွာခြားတယ်လို့သဖတ်တာရဲ့ဒီကတုတ်တန်ဆိုတာမြတ်စွာဘုရားအဲ့ဒါဟောတယ် ယန္တုမင်းတို့တွေကံကောင်းကြတယ်တဲ့လောကမှာသဖတ်တာရဲ့တဏိကငရဲဆိုတာလူတွေရဲ့ထိတွေ့မှုနဲ့ပတ်သက်လာလို့ရှင်အကောင့်တစ်ခုမှမရှိတဲ့ငရဲဒါငရဲဘုမှန်သမျှအတိုင်းကြီးပဲနော်အကောင့်တစ်ခုမှမရှိတဲ့ငရဲဘာလို့မျက်စိကမြင်တာလဲကြောက်လန့်เสียနားကကြားရတဲ့ဟာလဲမခံနိုင်เสียနှာခေါင်းက နန်းရှိရတဲ့အနံ့ကလည်းမခံနိုင်စရာလျာကလဲရတဲ့ရတာလည်းခဏကိုအထီတွေ့စိတ်ကူးချမ်းစရာသာတဲထဲ့ရင်ဘူးကြောက်စရာတွေကြီးပဲအဲ့ဒီလိုငရဲဘဝမှာမင်းတို့မရောက်တာကံကောင်းနေအဲ့ဒါကြောင့်မမေးမလျော့ကြိုးစားအထောက်ကြလို့မြတ်စွာဘုရားကဒီလိုလမ်းကြောင်းပြပြီးတော့ဟောပြောတာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ကောင်းမြတ်တဲ့ဘဝလေးတစ်ခုရလာတဲ့အခါမှာ ဒီအချိန်လေးကောင်းနေတာလေးကိုဆက်ပြီးတော့အချိန်လေးကောင်းအောင်ကုသနာမှာလုံးတဲ့လုံးထိုက်တာတွေကိုလုပ်အောင်ဖြစ်တယ်